်ဘုံပြလေးကွင်းပြုပါဆရာအေးပြောပါကြည့်ဘုံပြန်တူတပည့်ရလေဘုံဘုံဖောင်းရမှာဖရာယဟန္တာတွေကရွေးချယ်မှုမလုပ်တော့ဆိုတော့လက်ဆောင်ဖရာကိုနည်းနည်းကြားလို့ရှိရင်ဖရာလေးနဲ့ကြည့်ပြီးတော့လေတပည့်ရကြားဘူးလားဗျာဘယ်သူကတော့ကျွတ်တော့မယ်ဘယ်ကိုသွားတော့မယ်ဆိုပြီးတော့မှအဲ့လိုမျိုးရွေးပြီးတော့သွားတာယဟန္တာတွေနဲ့ကြွသွားတာဆိုတော့အဲ့ဒါမျိုးနေရာလေးတပည့်ရမစင်စားကြလို့ပါဗျာ သူမှာဘုရားကိစ္စဆိုတာရှိတယ်သူကဘုရားကိစ္စဆိုတာကအထူးရွေးချယ်တာမဟုတ်ဘူးသူကလုံလုံလုံစိတ်ဥမာယုံသွားတဲ့လူတယောက်ကဒီလုံငန်းကသူမပြောင်းဘူးဆိုတာသူကရွေးချယ်တာမဟုတ်တော့လုံလုံလုံစိတ်ဖြစ်တာတရားကဒီလိုဘုရားဘဝဖြစ်လာတဲ့သူတရားဟောဖို့ဆိုတဲ့အဲ့ဒီအဲ့ဒီရေပဲခြင်းနဲ့ဖြစ်လာတော့ဒါကအခုလက်ရှိ လက်ရှိအခြေအနေရဲ့ရွေးချယ်မှုမဟုတ်ဘဲနဲ့အတိတ်ကရွေးချယ်ခဲ့တဲ့လမ်းကြောင်းတိုင်းကလျှောက်သွား။ဒါပြီးတော့ရင်နောက်ထပ်အတိတ်ကသူကမရွေးချယ်တော့ဘူး။ဟုတ်တယ်မှန်ပဲ။ဆိုတော့ဥမာအစားတစ်ခုစားလိုက်ရင်ဘိုက်ကျရောက်သွားပြီဆိုရင်ပြန်ထုတ်လို့ရသေးလား။မရတော့ပါဘူးခင်။နောက်ထပ်မစားတော့ဘူးဆိုရင်ပြဿနာမရှိဘူးလေ ဒါပေမဲ့အထဲရောက်သွားတဲ့အခါတော့သူစွန်တတ္တိရတဲ့သူပြမှာပိုင်းလာရင်လာမယ်ပေါက်ဆိုင်လိုက်အခုလည်းဘုရားကအရင်တော့ကသူ့ရဲ့ရေရွယ်ချက်နဲ့သူရွေးချယ်ခဲ့ရတဲ့လမ်းသူလျှောက်လာအဲတော့အိုးတော့ကရွေးချယ်ခဲ့ရတဲ့လုပ်လေးတွေသူဆက်လုပ်နေရတာအစ်စ်ရွေးတာမဟုတ်ဘူးမှန်ပါတယ်အတိတ်ဆိုတာကနောက်ထပ်ဘဝအတိတ်တစ်ခုဖြစ်ဖို့ရွေးရအောင်ဒီလိုဆိုလို့ လက်ရှိအခြေအနေလေးတိုင်းရတော့သူကပယ်လို့လည်းမရတော့ဘူး။ရှောင်လို့လည်းမရဘူး၊လွှဲလို့လည်းမရဘူး။ရှောင်လို့လွှဲလို့မရတော့လုံးတယ်ဆိုတဲ့အလုပ်မျိုးပဲ။အဲဒီအလုပ်ကတော့ခုစဉ်းစားတာအေးဒီနေ့ဘာလုပ်မလဲဆိုတာစဉ်းစားတာရှိတယ်။ဒါတောင်ခုနကမြင်လို့ပြောတဲ့ဘဝဖြစ်ဖို့အတွက်ရွေးချယ်လက်တလုံးအလုပ်ကဒီနေ့ဘာလုပ်လဲဘာလုပ်ရမလဲဘာလုပ်တင်မလဲဆိုတာလေးဒါလေးကိုစဉ်းစားတာ။ဒီမှာပြ ေကြကြတော့ဒါကိုသဘောပေါက်ချင်မှာပေါက်မယ်ဖြည်းဖြည်းပဲစဉ်းစားကြည့်อืมနှစ်ခုကအပေါ်ရဲ့နာမည်ဒီနဲ့သွားစဉ်းစားရင်မရဘူးသဘောတရားကြီးရနဲ့စဉ်းစားကြည့်တဲ့အခါကျရင်ဘုရင်တို့ပြောတယ်လုံခဲ့ပြီးသားဟာကတော့လုံနေကြရတယ်ဇင်းကတခုခုကိုသွားခိုးမိရင်ကိုယ့်သူများသခိုးလို့ပြောတာဖြောက်လို့ရတယ်မရပါဘူးခင်ဗျနောက်တစ်ခါမှခိုးတော့ဘူးဆိုရင်နောက်ထပ်သခိုးဖြစ်တော့ မဖြစ်တော့ပါဘူးခင်ဗျအဲအဲအဲ့ဒီသဘောမျိုးပဲသူကဘုရားကသူလုံခဲ့ပြီလုံခဲ့ပြီရဲ့ဟာတော့လုံနေရသေးတယ်ဒီမှာလည်းတော့ဒီမျက်စိနာနာရှာကိုသရတိခန္ဓာကိုကြီးနဲ့ဒီစိတ်ဉာဏ်ဟာဒီလမ်းကြောင်းတိုင်းလာခဲ့တာမို့လို့အဲ့ဒီလမ်းကြောင်းတိုင်းလေးကိုဆက်ပြီးတော့သွားနေရတယ်သို့တော်ဒီဘဝမှာအသိနေရာဖြင့်ရွေးချယ်မှုတွေသူ့မှာမရှိတော့ဟုတ်ပါတယ် အသေးအနဲ့ရွေးချယ်မှုရှိလို့လည်းနောင်ဘဝဆိုတဲ့ဘဝပြုတ်သွားတယ်။တတိယတို့ဘဝမှာလည်းအရင်ကမတည်ခဲ့လို့ဒီဘဝရပြီဆိုလို့ရှိရင်ဒီဘဝပေါ်မှာဟိုအတည့်မဖြစ်ဘူးဆိုလို့ရှိရင်ကြတော့ဒေါသဒေါသမောဟတွေရှော့ပြီးတော့မှအဲ့လိုမျိုးသွားတယ်ဆိုလို့ရှိရင်ဘုံဘုံပြောသလိုဒီဘဝရလာတဲ့အပေါ်မှာပဲတတိယတို့ဒီဒီချင်းစီတောင်းလျှောက်သွားပြီးတော့မှနောက်ဘဝမရဘူးဆိုရင် အဲ့လိုမျိုးမတိအောင်တိအောင်လုပ်ရမှာဆိုလို့ရှိရင်တော့ရွေးချယ်မှုဆိုအဲ့လိုမဖြစ်တော့ဘူးလို့ပြောပြီးတော့အလိုနာလေးလိုက်ပါလေခင်ဗျ။ဟုတ်ကဲ့ပဲအထာနဲ့တခုဒီပဲအပိုင်းတော့ကြည့်။ဒီဟာအဲ့လိုကြီးအများကြီးရောပြောလို့မရဘူး။ပိုင်းတော့ဆိုတာဒီလိုလေ။ရွေးချယ်မှုကြောင့်ကံတရားနဲ့အတူပင်ရတာဟုတ်လားမဟုတ်လားဆိုတာအဲ့ဒီပိုင်းပါနဲ့ ဟုတ်တယ်ဆိုရင်ဘာကိုယူရမလဲဆိုတာဒီပိုင်းပါနဲ့ဒီရဲ့ခါကြတော့မှာဘာမှမယူရတော့ရင်လွတ်မယ်ဆိုတော့ဒီပိုင်းပါနဲ့အဲအဲ့ဒီလိုပိုင်းတော့ပြန်ပြန်စင်းနောက်တစ်ခုစီကိုကြည့်အောင်တော့မှာနော်ပြန်ပါပြန်ဟိုကကိုကပြောတာလောဘဒေါတာတွေအဲဒီသက္ကလုံးတွေပါပါလာအဲအဲ့ဒီဟာတွေကပါလာတော့ဒီပြင်းစကားတွေလာရောတော့အခု ဘဝမှာကိုမသိလို့ရွေးချယ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝတော့ဖြစ်လာပြီမြို့သားပြည်သူမြို့သူကြီးဖြစ်ဖြစ်လာပြီဒါဆိုရင်နောက်မဖြစ်အောင်ဆိုရင်နောက်မဖြစ်အောင်ဆိုရင်ဒီဘဝလိုလာပြီဆိုတာဒီပြီးဖြစ်ကြောင်းမျိုးမရွေးတော့ဘူးဆိုရင်မဖြစ်တော့ဘူးအဲဒါအခုဖြစ်နေသေးမှာဘာကိုရွေးမလဲဆိုဖြစ်နေသေးမှာတော့ကောင်းတာယူရေးတယ်ဆိုလို့ဆိုတော့ဟုတ်တယ်မဟုတ်ဘူး အဲကောင်းတာယူပေးမယ်အဲ့ဒီကောင်းမှုကျွန်တော်ခုနပြောပြီးပြီလေကောင်းတာလည်းပဲပြီးတဲ့အခါကျတော့အရေးပဲမှမရှိအလကားဖြစ်သွားတယ်အဲ့တော့အဲ့ဒီအလကားဖြစ်သွားတဲ့ဆိုတာနားလေတော့မှနောက်တစ်ခါချက်မယူရတော့ဘူးဆိုတော့အဲ့တော့ဘဝအတိတ်အတွက်ကိုသူကဖြတ်ချသွားမှာဒီမှာပြင်အဲစာနေစပြီးအကုန်လုံးရောလို့တော့မရဘူးနော်အာမယူပြီးရောဆိုတော့မယူလို့လည်းမရပြန်ကောင်းတာကိုယူရကောင်းတာကိုယူပြီးရောမှအဲ့ဒီကောင်းတဲ့ခါပြန်ချသွားတယ် အဲ့တော့မကောင်းတာလွတ်တော့မှကောင်းတာကြီးရောက်မယ်ကောင်းတာကိုထပ်ဖြုတ်တော့မှအဲ့ဒီကောင်းတာကြီးလွတ်ပြီးတော့အဲ့တော့မှပြီးတာဆိုတာဒီလိုဆိုတာကျင်ပါတယ်နားလည်းမရွေးနဲ့ဆိုရင်မရွေးလို့လည်းမရပြအောင်အခုကရွေးဖို့ရွေးနေရအောင်မှဖြည်းဖြည်းလေးကျင်ပါဘာလို့ဆိုတော့ဒီကောင်းတာရွေးဖို့အဆင့်ကိုမရောက်သေးဘူးလေမတိပဲနဲ့မတိပဲနဲ့ကိုကလုပ်ချင်တာလုပ်နေတဲ့အဆင့်ပဲရှိသေးတာကိုကျင်ပါကျင်ပါအဲ့တော့ အကြောင်းကိုသိအောင်ကြိုးစားပြီးတော့ကောင်းတာလေးရွေးရင်အဲ့ဒီအကောင်းရောက်တာနဲ့မကောင်းတာလုပ်တယ်။အဲ့ဒီအကောင်းကိုတစ်ခါဖျက်ထုတ်လိုက်ရင်ရွေးချယ်မှုတွေမပါတော့ရွေးချယ်မှုမရှိတော့အဲ့တိုင်းယူပဲနေပြီးတော့နောက်ဆုံးဘုရင်ချမ်းသာလို့ရပါတယ်။အဲ့ဒီလိုတော့ပုံ။ရှင်မပြန်။နားလေးပါလေးပြန်။ဒီစုချမလေးပြန်။အကျဉ်း